ီ scholarship ရှောက်ဖို့အတွက် public university ဝင်ခွင့်ရဖို့အတွက်ကိုချက်ပြီးတော့ဒီ fund list team ကလည်း support လုပ်ပေးမယ်အဓိကအားဒါပေါ့နော် ါရှင်အာညီမတို့ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ Panglish ကပြုလုပ်ပေးပါမယ် CSR programming တစ်ခုနဲ့မိတ်ဆက်ပြီးကောင်းပါမယ်ဖြစ်ပါတယ်။အာညီမတို့ဒီရခုချိန်နေလဲဆိုလို့ရှိရင်ကျောင်းသားရည်အနေနဲ့လည်း scholarship တွေကိုလိုက်ပြီးစုံစမ်းနေကြရဲ scholarship ဆိုတာကလည်းကျောင်းသူကျောင်းသားတွေအတွက်ကတကယ်အရေးကြီးတဲ့ program တစ်ခုဖြစ်လာရဲပေါ့နော်။အဲ့တော့ဒီညီမတို့ Panglish ဘက်ကနေပြီးတော့ကျောင်းသားတွေကိုကူညီပေးရတဲ့အနေနဲ့ CSR programming တစ်ခုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။အာဟုတ်အာဒီနေ့မှာဆိုလို့ရှိရင်တော့ညီမတို့ဒီ CSR programming နဲ့ပတ်သက်ပြီးတော့ဒီ Panglish ရဲ့ founder တိချေ Pinky နဲ့အမေဖြစ်လေးလို့ ေးပါမှာပဲဖြစ်ပါတယ်။ Okay teacher program လေးဒီဒီလေးနဲ့ပတ်သက်ပြီးရှင်းပြပေးပါအောင်ရှင်။ Okay အဲ့တော့အားလုံးမင်္ဂလာပါပေါ့နော်။ဒါပေမဲ့အခုချိန်မှာ scholarship ကိုစိတ်ဝင်စားရတဲ့အဓိကဘယ်နိုင်ငံလဲဆိုရင် Germany နိုင်ငံမှာ Chair က Public Universities ကိုစပြီးတော့လျှောက်ပေးမယ်။ဒါပေမဲ့ဒီ program မှာပါဝင်ခြင်းတဲ့ကလေးလေးအင်္ဂလိပ်လေးရကြတော့ပေါ့နော်။ပထမဆုံးကိုယ့်ရဲ့ pure academic ကို pure academic education ကိုပြောရမှာပေါ့။အဲ့ဒါကိုစိတ်ဝင်စားရတဲ့ကျောင်းသားတွေအတွက်အဓိကလုပ်ထားတဲ့ဒီ CSR program လေး။ချက်ပင်ကြီးရဲ့မွေးလာဖြစ်တဲ့ဒီလေးလပိုင်းမှာချက်ပင်ကြီးကအဓိကစ support လုပ်ပေးမယ်အဲ့တော့ဒီ support လုပ်ပေးမယ် program name ကို champion လို့ ਆ ပေါ့เนาะဒီ scholarship application support program လို့တော့ပြောရလိမ့်မယ်ပေါ့เนาะအဲ့တော့အကျောင်းသားတွေအနေနဲ့က public university တွေမှာတက်ဖို့စိတ်ဝင်စားရတယ်အရေးချင်းပြည့်မိရဲ့ဆိုလို့ရှိရင် champion လို့ ਆ ဒီ scholarship ရောက်ဖို့အတွက် public university ဝင်ဝင်ရဖို့အတွက်ကို champion လို့ဒီ fund list team ကနေ support လုပ်ပေးမယ်အဓိကဒါပေါ့เนาะအဲ့တော့အဲနောက်တစ်ခုကကျတော့ဒီ scholarship မှာဆိုလို့ရှိရင် Germany မှာ scholarship တွေအများကြီးရှိတယ်။အဲ့ဒီကမှာ Japan ကအဓိကတည်ပြီးတော့လုပ်ပြီးမြန်ဒီမှာဖြစ်ပြမြန် scholarship တတလကိုယူ300ထောက်ပါမှာ။ So it's going to be two semesters ဖြစ်တော့မှာ semester နှစ်ခုစာကိုတလကိုယူ300ထောက်ပါမှာ။အဲ့တော့ Germany နိုင်ငံမှာကျောင်းတက်ရင် Public University တွေမှာကျတော့ကျောင်းဖို့မပြရဘူးလေ။အဲ့တော့ဒါပေမဲ့ semester ကြီးလေးတွေကဟာလာ80ရာနေပြီးယူ80ရာနေ300လောက်ပြေးရတယ်ကွာ။အဲ့ခါကျတော့ ဒီဟာဒီဒီ scholarship ကိုချက်ပြီးတော့ထပ်လျှောက်ပေးရမှာကျောင်းဝင်ငွေအဓိကရဖို့ပြီးတော့အဲ့ဒါကိုလည်းချက်ကကျောင်းဝင်ငွေရဖို့ကူညီပေးမယ်ပြီးတော့တဲ့အခါကျတော့မှ scholarship ကိုတက်တက်ထပ်လျှောက်ပါအဲလို့ပြောပါမှာဆိုတော့တစ်လအရင်300 support လုပ်မှာပေါ့ အဲ့ support လို့မှာဘယ်သူလို့လုံးမှာလဲဆိုတာဒီမှာနည်းနည်းရှင်းပြမယ်အဲ့တော့ federal government နဲ့ private donors တွေကနေပေါင်းပြီးတော့ support လုပ်ပြီးမှာဖြစ်တယ်အနောက်ပြီးတော့ဟိုချေဘွား page မှာလည်းအရှိရက်ဒီမှာတော့က scholarship တွေထပ်ပြီးတော့ Germany ရဲ့ scholarship တွေပဲเนาะအဲ့ဒါလည်းချက်ပြီးမျိုးထပ်ပြီးတော့တင်ထားသေးတယ်ဆိုတော့ scholarship တွေကအများကြီးရှိတယ်ဒါပေမဲ့အခုပြောမယ့် stipendium လို့ခေါ်တာပေါ့เนาะအဲ stipendium scholarship ကိုတော့ချက်ပြီးတော့ဒီ video နဲ့တက်တက်လုပ်လိုက်ရခြင်းဖြစ်တယ်ဗျဟုတ်ကဲ့ရှင် ဆိုလို့ရှိရင်ဒီ Fanglish Park ကနေပြီးတော့ Public University ကြီးလည်းလျှောက်ပြီးသွားမှာဆိုတော့ဒီ Public University လျှောက်ချင်တဲ့သူတွေအနေနဲ့ရောဘာကြီးအဓိကလိုအပ်လဲဆိုတာပြောပြလို့ရမှာရှင့်တချင်โอเคโอเคတော့ပါပါအဲ့တော့ဟို Shipping University Public University လျှောက်တယ်ဆိုတာတကယ်ကြီးကျောင်းသားတွေအတွက် headache ဖြစ်တယ်တကယ်ကြီးမလွတ်ဘူးဒီ Public University လျှောက်ဖို့ဆိုတာပေါ့နော်ဒါပေမဲ့ဘာကြီးလိုလဲဆိုတဲ့အဓိကကိုဒီမှာ link တော့ထည့်ထားပေးမယ် Shipping ကိုပြောရင် video ရှိသွားမှာဆိုတော့အဓိက Public University လျှောက်တယ်ဆိုရင်လည်းဆို73နဲ့ပညာရေးရှိရမယ်ဟုတ်တယ်နော်အဲပြီးတော့ English Top Program ဖြစ်တဲ့အတွက်ကြောင့်မို့ IELTS လို့လေဂျာမီသွားရင်ဂျာမန်စကားတက်ဖို့လိုတယ်ဒါတွေကတော့အဓိကလိုအပ်ချက်တွေဒါပေမဲ့အဲ့ဒီဟာကိုချက်ပြီးအရှိရမှာဗီဒီယိုရိုက်ပြီးတော့ YouTube မှာတင်ထားတာရှိတယ်အဲ့ဒီမှာအဓိက bachelor ရှောက်မယ်သူတွေ master's degree ရှောက်မယ်သူတွေ student collect ပေါ့နော် foundation ရှောက်မယ်သူတွေဗီဒီယိုတစ်ခုချင်းစီရှင်းပြထားတာဆိုတော့အဲ့ဒီမှာဝင်ကြည့်ပေးပါအဲ့ဒီမှာလည်း link ထည့်ထားပေးမယ်ဟုတ်ကဲ့ဟုတ်ပါဟုတ်ကဲ့အ ိုလို့ရှိရင်ညီမတို့ဒီ Fanglish ဘက်ကနေပြီးတော့ scholarship ကို public university မှာလျှောက်ပေးမယ်ပေါ့နော်အဲ့လိုဆိုတော့ဒီ program အတွက် Fanglish ဘက်ကဘာတွေအဓိကထားပြီးတော့ဒီ service တွေပေးသွားမလဲအကြောင်းသားတွေဘက်ကို support ပေးသွားမလဲဆိုတာလေးရောရှင်းပြပေးလို့ရမှာရှင့် okay အရှိမကုနာပြောခဲ့တယ်လို့ပဲကြောင်းလျှောက်တယ်ဆိုတာတကယ်မလို့ အတမီးကတမီးမှာအကုန်လုံးရှိတယ် for example ပေါ့နော်ကျောင်းသားတယောက်က IGCSE ကိုမှဟလာ A level ပြီးထားတဲ့မှာမှဟလာ A star study ကိုတကယ်လုံး above average တော့ဖြစ်နေရမှာပေါ့ဟလာအဲ့ဒါဒီရှိထားတဲ့ကျောင်းသားမျိုးစက်သုံးတဲ့ပညာရေး or IGCSE ဒါမှမဟုတ်ရင်ဟလာ international baccalaureate လို့ခေါ်တဲ့ IB program ပြီးထားတဲ့အမှတ်ကောင်းကောင်းပြီးထားတဲ့ဆိုလို့ခင်ဒါဆိုရင်နည်းနည်းပါဝင်သွားပြီအနောက်တစ်ခုကကျတော့ IELTS language အနေနဲ့ကအဲဒီ7 7.5ဒီ8ဒီရထားတဲ့ဆိုလည်းခင် German စာလည်းအအထိုက်ရောက်ပြီဒါပေမဲ့ German စာကတော့ must တော့မဟုတ်ဘူး German စာက must မဟုတ်ဘူးဒါပေမဲ့ကြောက်လျှောက်တဲ့အခါကျရင်ပြောတာပေါ့နော်ဒါပေမဲ့ကိုတကယ်ဘုဘက်ကိုရောက်သွားပြီဘာလို့ part time နေလုပ်ချင်တယ်ပါ냐ဆိုတော့ဒါပေမဲ့ German စာတက်မှအလုပ်ရှာလို့ရမှာ part time နေရှာလို့ရမှာအဲ့တော့ကြောင့်မို့အဲ့ဒါကအဓိကလိုအပ်တဲ့ချက်တွေဖြစ်တယ်နော်အဲ့တော့အဓိက above average ဖြစ်ရမယ်ကိုယ့်ရဲ့အမှတ်စရင်းတွေကောင်းအောင်ပဲကြည့်ကြည့်နေကောင်းအောင်ဒါကတော့အဓိကလို့ပဲဘာလို့ဆိုတော့ဟို the competition is going to be tough เนาะအဲနည်းနည်းလေး จ้าဝင်ဝင်ရဖို့ဆိုတာကိုယ်ဒီဗမာတွေပြည်မှုတခြားနိုင်ငံသားတွေလည်းရှောက်ကြမှာဆိုရင်ဒါတွေကအရေးခံဖို့ဆိုတာတော်တော်လေးကိုဟာလာ motivation letter တွေဟာတော့ကိုယ့်ရဲ့ SOP တွေဒါတွေကအများကြီးပြင်ရမှာ ဟုတ်ကဲ့ရှင်ချင်းအာအဲဆိုလို့ရှင်တို့ဒီ program နဲ့ပတ်သက်ပြီးတော့ဒီ university လျှောက်ဖို့လိုအပ်တဲ့ criteria တွေပြီးတော့ဒီ fanglish ဘက်ကပေးမယ့် service တွေကိုလည်းပြောပြသွားပြီဆိုတော့ဒီ program အတွက်တကယ်လို့ဒီ program ကိုလာ join မယ်ဆိုလို့ရှင်ကျောင်းသားရဲ့အနေနဲ့ရောဘယ်လို benefit တွေရနိုင်လဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့တစ်ချက်ရှင်းပြပေးလို့ရမှာရှင်โอเคโอเคအဲ့တော့ ချင်ရုံးနဲ့ဒီ CSR program ကို join မယ်ဆိုလို့ရှိရင်အဓိကဘာလို့လဲဆိုတော့ခုနကပြောရပေါ့နော်အကျိုးကျေးဇူးကဘာတွေရနိုင်လဲဆိုလို့ရှိရင် headache တွေလဲသွားမှာပေါ့ hustle fee ဖြစ်သွားမှာပေါ့ဘာလို့လဲဆိုရင်ကြောင်းလျှောက်တယ်ဆိုတာတကယ်မလို့ရဘူးကြောင်းရလေးလျှောက်ပါအောင်မယ်ပြီးရင်ဒီ scholarship ကလည်းလျှောက်ပါအောင်မယ်ဆိုရင်နှစ်ခုဖြစ်သွားပြီအဲ့တော့လျှောက်မဲ့ကြောင်းသားတွေအနည်းနဲ့ရလေးပေါ့နော် multi stage selection process တွေကိုတော်တော်ပြီးခံနိုင်မှရမယ်အဆင်စင်သွားမှာပေါ့ကြောင်းလျှောက်တဲ့ခါကျလို့ရှိရင်အဆင်စင်သွားမှာဖြစ်တဲ့ကြောင်းဒါတွေကိုပြီးခံနိုင်ရမယ် ဟုတ်လားဟိုကိုယ့်ကိုလုပ်တတ်တယ်ဆိုရင် but it's good နော် you can apply yourself as well ဒါပေမဲ့ဒီ scholarship info ရကြတော့ဟိုချစ်ပင်ကတချိန်လုံးထားရီ list down လုပ်တယ် page မှာကြီးညာပြီးရဖြစ်တဲ့ကြောင့်မို့ကိုယ်ဒီနဲ့လာလုပ်ပြီးဆိုလို့ရှိရင်တော့ hassle free ဖြစ်မယ်ဟိုချစ်ပင်ကရဲ့ဥစားမှုနဲ့ဟာလား leader တခြားလေး lead လုပ်ပြီးပြီးတော့မှတခြားလေး apply လုပ်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲကျောင်းသားတွေအနေနဲ့ကတော့ကိုယ်ဒီရဲ့ဥစားမှုအောက်ကနေလိုက်သွားရမယ် အဲ့တော့ဟိုတချို့တွေဆိုလို့ရှိရင်ချက်ပြီးတော့အခု German စာဖွင့်တာဆို Batch ကငါ့ကိုဖြစ်သွားပြီအခု Batch 5ဖွင့်တော့မှာပေါ့အဲ IELTS class ကိုလည်းအခုပြန်ပြီးတော့စဖို့ပေါ့ဒီ IELTS examiner တယောက်နဲ့လည်းအတန်းစဖို့ IELTS ကိုပြင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချက်ပြီးတော့မှအတန်းတက်ထားတဲ့သူတွေအခု German စာတက်ထားတဲ့သူတွေလည်းအထူးကျွန်တဲ့သူတွေဆိုလို့ရှိရင်ဒီဟို English case selection criteria ရဲ့ဝင်နေလို့ပြောလို့ရတယ်ပေါ့ ဲ့အကယ်၍ဒီမှာ Foundation မှာလည်းသင်တန်းမတက်ထားဘူးဒါပေမဲ့ကိုရှိမှာ German စာအုပ် IELTS ကိုတကယ်အမှတ်ကောင်းကောင်းနေလို့ရှိထားပြီးသားဆိုရယ် Fifth class ဟုတ်ကဲ့ကျေအာအဲ့ဆိုလို့ရှိရင်ဒီ program နဲ့ပတ်သက်ပြီးတော့ဒီချေပြောသွားရလေတော်တော်ဆောင်သွားပြီပေါ့နော်အာအဲ့လိုဆိုတော့ဒီ program မှာလာလျှောက်တဲ့ခုနပြောသွားတဲ့ criteria လေးရှိရဲပေါ့နော်ဒီ criteria လေးရဲ့မှာဒီချေဘာကိုကျောင်းသားရဲ့အတွက်ပို့ပြီး highlight လုပ်ပြီးတော့ကျောင်းသားချင်တဲ့ဖြစ် ဒီမှာရှောက်မဲ့ကြောင့်သားတွေအတွက်ကတော့အဓိကတော့ခုနပြောခဲ့တဲ့ဒီ multi stage selection process ကိုတော့စိတ်ရှိပြီးခံရမယ် highly motivated ဖြစ်ဖြစ်မှရမယ်။ဘာလို့ဆိုဘယ်မှာပဲ scholarship ရှောက်ရှောက်လေးကိုကရွေးခံဖို့ပဲတည့်ပြီးတော့စူးစမ်းပြီးလုပ်ကြရတာကြီးပဲ။ဒါပေမဲ့ဟိုကိုကရွေးခံမယ်မခံအောင်ဆိုတော့ဘာမှတိတိကျကျမသိထားဘူးဖြစ်တဲ့တကြောင်မဟုတ်လို့အဲ့အဲ့ဟာအဓိက highlight လုပ်ချင်တယ်။အဲ့နောက်ပြီးတော့ German စာ IELTS အဲ့အဲ့ဒါလေးတွေအဓိကဟိုကပေါ့နော်။ ပြင်ဆင်ရမယ်မပြင်ဆင်ရသေးရင်လည်းစိတ်မပူနဲ့ချက်ပင်းလို့မှအဲ့ class တီရှိရဲ German စာဆိုရင်ချက်ပင်းလို့ရှိမှာတော်တော်အောင်မြင်မြင်နဲ့အတန်းဒီ best fight လုပ်ကြည့်ရောက်လို့ပြီးတက်တဲ့သူကြီးများကြတယ်အဲ့တော့ဟိုတကယ်အတွေ့အကြုံရှိရဲဆရာဆရာမတွေရှိနေပေါ့နော်ဆိုတော့ yeah တခြားပေါ့နော်အဲ German စာတက်မဲ့ဟို German Germany ကိုတော့ပိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဟာလာ bachelor တက်မှာလား master တက်မှာလား bachelor တက်မယ်ဆိုရင်ဘာတွေလုပ်လဲ master တက်မယ်ဆိုရင်ဘာတွေလုပ်လဲဆိုတော့ video တစ်ခုချင်းစီတက်တက် တင်ပေးထားတယ်ပေါ့နော်အဲ့ဒါဝင်ကြည့်အဲပြီးတော့ YouTube မှာလည်း comment လေးပေးပြီးမေးလို့ရတယ်အခုချိန်ကကျတော့ Japan View က YouTube ဘက်ကိုပို့ပြီးသွားနေတာဘာကြောင့်လဲဆိုရင်ငငယ်ပေါ့နော်ငငယ်နဲ့ပတ်သက်တဲ့သတင်းတွေဖုံးမှာဆိုလို့ My Story နဲ့ YouTube နဲ့ပို့ပြီးတော့သွားပြတယ် TikTok ပါတယ်ပေါ့အဲ့ဒါအိမ်မှာမေးလို့ရတယ်မေး အာဟုတ်ကဲ့ပါရှင်ချင်းအဲဆိုလို့ရှင်ရင်ဒီ program လေးနဲ့ပတ်သက်ပြီးတော့ခုနပြောသွားတဲ့လိုမျိုးအာဒီ criteria တွေလည်းစုံသွားပြီပြီးတော့ဒီ highlight လုပ်ချင်တာလေးလည်းဒီချက်ဘက်ကပြောသွားပြီးပြီဆိုတော့ဒီ program ကိုရှောက်ချင်တဲ့ចောင်းသားရဲ့အနေနဲ့လေတကယ်လို့ဒီ information တွေပြန်ထပ်ပြီးတော့အသေးစိတ်ထပ်တည်ခြင်းနဲ့စုံစမ်းခြင်းနဲ့ဆိုလို့ရှင်တော့ဒီ fan page ရဲ့ page messenger မှာလာရောက်ပြီးတော့စုံစမ်းလို့ရပါတယ်ဟုတ်ကဲ့အာပြန်နောက်တစ်ခုရှိသေးတာကကြာတော့ဒီချက်တို့မျိုးရှိမှာဒီ fan page ကနေပြီးတော့ german class တွေထပ်ဝင်တာရှိရဲပေါ့เนาะအာအခုဆိုလို့ရှင်ရင်တို့ ကဖွင့်ထားတာကဘစ်စက်ကနေပြီးတော့ C2 အထိကိုလာပြီးတော့တက်လို့ရအောင်ပေါ့တကယ်လို့ကိုကဒီအ B B1 B2 ပြီးထားရတယ်ထပ်ပြီးတော့ advanced level ထပ်ထပ်ချင်တယ်ဆိုလို့ရှိရင်လည်း Fanglish မှာဒီ German language class ကိုတည်းကိုလာပြီးတော့ join လို့ရပြီပေါ့နော်အဲအဲ့ဒါတခုရှိမယ်ပေါ့ပြီးတော့နောက်တစ်ခုကကျတော့ခုနတီချေပြောသွားတဲ့လိုမျိုး scholarship ဖြောက်ချင်တယ် university ဖြောက်ချင်တယ်ပေါ့နော် ဒီចောင်းသားရဲ့အတွက်ဆိုလို့ရှင် IELTS ကမဖြစ်မနေလို့ရပေါ့နော်ဒီချိန်အဲအဲ့လိုဆိုတော့ဒီ IELTS ကိုလည်းမတက်ရသေးတဲ့ចောင်းသားတွေမပြင်းစင်ရသေးတဲ့ចောင်းသားတွေဆိုလို့ရှင်ဒီ Fanglish မှာ IELTS Speaking Examiner နဲ့လာပြီးတော့ဒီ Intensive Class တွေလာပြီးတော့ join လို့ရပြီပေါ့နော်ဒီနောက်လာတွေမှာလည်းဒီခုနပြောသွားတဲ့ IELTS class တွေလည်းထပ်ဖွင့်သွားဖို့ရှိရမလို့ဒီ Fanglish page ကိုလည်းအဘယ်တစ်ချိန်အတန်းတွေဖွင့်မယ်ဘယ်တော့အတန်းတွေဖွင့်မယ်ဆိုတာကိုလာပြီးတော့စုံစမ်းလို့ရပါပြီပေါ့နော် page ကိုလည်း like and follow လုပ်ထားလို့ရတယ် YouTube ရှိရ TikTok ရှိရအဲ့ဒါတွေလည်းတခြားလောက်တော့ subscribe လုပ်ထားလို့ရတယ်အဲ့တော့ဟိုချက်ပြီးတော့အခု IELTS ကကြာတော့ဒါဒီမှာတပင်ကြုံပြီးတော့ပြောလိုက် ူလိုဖြစ်သွားရပါတော့။ဒါပေမဲ့တင်ချလိုက်ထပ်ပြီးတော့ကြီးညာပြီးရုံပဲ။ဒီမှာကျတော့တကယ် information scholarship ကိုတည့်ပြီးပြောတာ။အဲ IELTS ကလည်းဟိုပါတော့ IELTS examiner Thailand ရဲ့ IELTS examiner နဲ့ကျတော့ပေါင်းပြီးတော့အတန်းဖွင့်ဖို့တော့လုပ်နေလေ။ဆိုတော့ yeah အာဗီဒီယိုချက်မရှိတော့ဘူးဆိုတော့ဒီမှာပဲရက်လိုက်မယ်နော်အဲပြီးတော့ဟိုတခုခုပေါ့နော်ကိုရှိမှာကဟာလာဟို discolorship ပြေလျှောက်နေဆိုလို့ရှိရင် ဟိုဘယ်လိုပြောလဲကိုယ့်ရဲ့ social background တွေကို regardless of social background ဟိုရတယ်ဒီကျဲတပူတော့မတတ်နိုင်လို့ဒါတို့ကအဆင်မပြေသေးလို့ပါညာဆိုလို့ပေါ့ပါဒါပေမဲ့တကယ် academic records ကောင်းကောင်းနေလို့ဒါယူလာတယ်ရှိတယ်ဆိုရင် ဟိုချက်ပင်ကတို့ဘက်ကနေစဉ်းစားပြီးလို့ရတယ်။ကျောင်းဝင်ဝင်ရအောင်လုပ်ပြီးလို့ရတယ်။ Germany ဒီနောက်ထပ်အကျိုးကျေးဇူးအနေနဲ့ဆိုလို့ရှိရင်ဟလာဟို PR ရနိုင်တယ်ပေါ့နော် Permanent Resident တွေရနိုင်တယ်ဟို Citizenship တွေရနိုင်တယ်။ကိုယ့်ဘက်ကိုရောက်သွားပြီဆိုရင် Global Networks တွေရနိုင်တယ်။ Career Opportunities အများကြီးပဲ။ အခုဘက်ကအာဟိုငွေကြေးပိုင်းနဲ့ပတ်သက်လို့မတတ်နိုင်ဘူးဆိုရင်စိတ်မြင်ပါနဲ့ဟိုတကယ်ကြီး consultation ချက်ပြီးနဲ့လာယူလို့ရတယ်ချက်ပြီးတရားစွဲနေပြီမယ်လို့ပြောရနေတာအောင်ဆုံးတက်လိုက်မယ်เนาะအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်